ီမှာကျွန်တော်ဒီကြောင်လေးကိုတော့ကျွန်တော်မိတ်ဆွေများကိုဒါဒီနေ့အဲကြောင်လေးကတော့နည်းနည်းလေးဈေးတော့မြင့်ပါတယ်အဲ့တော့အဲ့တော့ဒီကြောင်လေးအကြောင်းကျွန်တော်ပြပေးပါမယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများအဲကြောက်ရဲ့အနေထားကတော့ကျွန်တော်တို့ပြဟိုငါးစားလောက်ပဲရှိမှာပါเนาะဒါပေမဲ့ကြောက်ကအမှာကျွန်တော်တို့ရိုက်ဖက်လေးပါပါတယ်အဲ့တော့ရိုက်ဖက်အနေထားအရာဆိုရင်တော့ကျွန်တော်တို့ကကြောက်ကမစိုးပြောမှာပါအဲ့တော့ကျွန်တော်တို့မော်ရဲ့အနေထားကတော့ကျွန်တော်တော့ဂရေထင်ပါတယ်အဲ့တော့ကြောက်ရဲ့အနေထားက ါဒါကကျွန်တော်ကြောက်မဟုတ်ပါဘူးဒါကျွန်တော်တို့ဖခင်လောဘန်တယောက်ရဲ့ကြောက်ပါအဲ့တော့ကျွန်တော်တို့ဒါဖြတ်ခိုင်းတဲ့အနေထားနဲ့ဒါသူနန်းတားထားတာပါအဲ့တော့သူနန်းမှာနည်းနည်းလေးစောင်းနေလို့မို့ကျွန်တော်ကအနန်းလေးကိုနည်းနည်းပြန်တက်ပေးထားတာပဲရှိပါတယ်အဲ့တော့သူလိုချင်တဲ့အနေထားလေးနဲ့ကျွန်တော်ဒါဖြတ်ပေးတာဖြစ်ပါတယ်နော်โอเคအဲ့တော့ဒါကတော့ကျွန်တော်မိတ်ဆွေတွေဒီကြောက်ရဲ့အနေထားနဲ့ဘူးသူတားရအောင်လို့ပါအဲ့တော့ကြောက်ကတော့ကျွန်တော်တို့ဓာမီနဲ့ထုတ်တဲ့အနေထားရဆိုတော့ဒါပဲပါနော်အဲ့တော့ပဲဟိုမှာကျွန်တော်ပဲအတန်နဲ့ပုံစံမျိုးပေါ့နော်အဲ့တော့မျိုးရမ်းနေနေကတော့ကျော့ပါတယ် အဲ့တော့ဝယ်တဲ့ဈေးကကြောက်ကအသိန်း400နဲ့အဝယ်ထားတာပါနော်အဲ့တော့အသိန်း400နဲ့ဝယ်ထားတော့အဲ့မှာနန်းအနေထားကအဲ့တော့အဖြောင့်မသွားဘူးပဲပြောရရင်သူကကျိုးရှိတယ်သူကကျိုးပေါ်မှာကြာထားတာအဲ့တော့ဒီကျွန်တော်တို့ရှိုးဘဲအနေထားကတော့အောက်ကတော့ကျွန်တော်တို့အောက်မှာဆင်းသွားတဲ့အနေထားတော့ရှိတယ်အဲ့တော့အပေါ်ကျိုးပတ်နေတဲ့အနေထားမှာသူအပေါ်ကပြောရရင်သူကအပေါ်ကဒီကျိုးကိုရှက်ပြီးတော့သူကဖြတ်ချင်တဲ့သဘောပါပဲအဓိကကတော့ဟိုဘက်လှဒီဘက်လှပါနော်အဲ့တော့မန်းပေါ်ကနေကျွန်တော်နင်းသွားမဲ့သဘောပေါ့နော်အဲ့တော့မမှောင်ပေါ့အဲ့တော့ တံမိထောက်တဲ့အနေထားရာဆိုရင်တော့ကြောက်ကဒုံလုံးကတော့သူ့နဲ့သူညီပါတယ်ဒါပေမဲ့မန်းချိုးအနေထားနဲ့ဆိုရင်တော့သူ့ရဲ့နယ်ကတော့ကျွန်တော်တို့ကဒီကျွန်တော်လက်မထောက်ထားတဲ့နေရာအော်ဒီရှိုဘက်အနေထားကတော့ဒီဘက်ဒီဘက်ဒီဆင်းတာကတော့တွေ့ရတယ်အဲ့တော့အပေါ်မှာကတော့ကျွန်တော်တို့ကဟိုမန်းအနေထားကတော့ရှိတော့ရှိပါတယ်အဲ့တော့ကြောက်ရဲ့အနေထားကတော့ကျွန်တော်မန်းချိုးနည်းနည်းလေးမန်းချိုးထူထူပတ်တဲ့သဘောပါပဲအဲ့တော့ကျွန်တော်အခုထောက်ဘက်ဘက်တွေမှာတော့မရှိပါဘူးနော် โอเคအဲ့တော့ကျွန်တော်ကဒီကြောင်လေးကိုသိန်း400နဲ့ဝယ်ထားတဲ့ကြောင်လေးကိုကျွန်တော်ဒါဖြတ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများဖြစ်မဖြစ်เนาะအကြောက်ရဲ့အနေထားကအဲ့တော့ကျွန်တော်ကတော့ဒီဒါဒီမန့်ရဲ့အနေထားဒီအသွားလာအနေထားရဲ့နဲ့ဆိုရင်ကျွန်တော်ဒီမုံဝမ်းကြီးမုံဝမ်းလေးပဲကြောက်နေဆိုရင်ဒါထောင်ဝယ်ဝယ်ရမှာပါနော်ဒါကဂရင်မော်ဖြစ်လို့သားဒီလောက်ပဲဝယ်ရတာပါအဲ့တော့ဒါကတော့မော်ကောင်းလာနေမကောင်းလာနေရဒါခြားနှက်ချက်လေးပဲ Okay ကျွန်တော်မစ်စင်များကျွန်တော်ကြည့်ကြည့်လိုက်အောင်ပါဖြတ်တဲ့အနေထားလေးကိုအဲ့တော့ ကြောက်ရဲ့အနေထားကတော့ကျွန်တော်တို့ဇင်းရီပေါ့နော်အဲ့တော့ပဲပဲရီပေါ့နော်ပဲဇင်းရီဖြစ်မှာပါအဲ့တော့အဓိကကတော့ကြောက်ကရှင်းဖို့ပါပဲအဲ့တော့မရှင်းတော့တိတ်မလွယ်ဘူးပေါ့ဗျာအဲ့တော့အဲ့ဒါအောင်မှကျွန်တော်မိတ်ဆွေများကဒီကြောက်ရဲ့အနေထားကအဲ့တော့ဘယ်လိုသွားမလဲဘယ်လိုလာမလဲဆိုတာကျွန်တော်မိတ်ဆွေများကြည့်လိုက်ရအောင်ဗျာနော်မာရမာရကအကြောက်ကနော်ဖြတ်တဲ့နေထားမှာတော့မာပါရယ်နော်โอเคစီစီအောင် စစ်လို့ရှားကြပါပဲအဲ့တော့သိန်း၄၀၀နဲ့ဝယ်တဲ့ကြောင်ကဘယ်တော့ထိဖြစ်သွားမလဲဖြစ်မလားပြက်မလားကြည့်လိုက်ရအောင်ဗျအဲ့ကြည့်လိုက်အောင်ပါအဲ့တော့ကျွန်တော်ကအဲ့တော့အကြောက်ရနေထားကတကယ် main နေရာကအဲ့တော့ကျွန်တော်ဒီနေရာကိုအဲ့တော့ကျွန်တော်လက်လက်ထောက်တဲ့နေရာပါโอเคအဲ့တော့အဲ့ main နေရာကနေပြီးတော့ကျွန်တော်စပြီးဖွင့်ပြပါမယ်โอเคနေထားတော့နေထားတော့စိတ်နေတာပဲโอเคเนาะအဲ့တော့ဒီတိုင်းကတော့သိပြီးတော့ကြည့်လို့မကောင်းဘူးလေเนาะโอเคကျွန်တော်ဆက်ပြီးတော့ဆွဲပါမယ်ကြည့်လိုက်အောင် โอเคဒီလိုလုံးစိတ်ညာပါเนาะအဲ့ကျွန်တော်မိတ်ဆွေများအနေထားကတော့လုံးဝကိုလှတယ်လို့ပြောရမှာပါโอเคဒါပေမဲ့အမှန်မချောတဲ့အနေထားမှာဆိုတော့ကျွန်တော်တို့သိန်း၄၀၀အနေထားနဲ့ကကျွန်တော်တို့ကဒါစဉ်းစားတာအဲ့တော့နည်းနည်းလေးခက်ပါတယ်โอเคအဲ့တော့ twin မှာအနှောင့်အယှက်တွေဘာညာပါမပါကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်โอเคအဲ့တော့အနေထားကြည့်ရတာကတော့အခုအမြင်အမြင်အနေထားရာဆိုတော့ကျွန်တော်တို့ကအနာအနေထားကလည်းတက်တာတယ်အဲ့တော့ဒီလိုလုံးလေးအပြင်လိုက်လဲစိတ်နေတယ်ဆိုတဲ့အခါကျကျွန်တော်တို့က တီအွန်လိုင်းတော့တဲ့တာပေါ့ဗျာအဲ့တော့အပွင့်ရမရတော့ကျွန်တော်တို့မှတ်ချော့ပြီးမှကျွန်တော်တို့ကကြည်မှအတိမှာပါအဲ့တော့အနေထားတော့ကျွန်တော်အမြင်ကတော့ကျွန်တော်ကြည်တဲ့အနေထားမှာဆိုရင်တော့နည်းနည်းလေးကျွန်တော်အညီလေးတွေတော့ပါပါတယ်အဲ့တော့ဒါမှတ်တိုက်ပြီးတော့ကျွန်တော်တို့ကြည်တဲ့အနေထားနဲ့ကျွန်တော်ကျွန်တော်ရှင်မှာကျွန်တော်ဆက်ပြီးပြပေးပါမယ်နော် โอเคအဲ့တော့ကျွန်တော်တို့မှတ်တမ်းလေးနဲ့နေထားမှာဆိုတော့တော်တော်လေးတော့ကြီးလို့ရသွားပြီအဲ့တော့အတကျော်လေးနည်းနည်းလေးပါတယ်အော်ဒီနားလေးကျွန်တော်လည်းမှတ်ထားတဲ့နေရာမှာဆိုရင်အကျော်ဖြူကျော်ပါမယ်အဲအဲ့တော့ဟိုအညိလိုလိုနည်းနည်းလေးအရေးကြီးပုံစံမျိုးအကျော်လေးတွေပါမယ်ပေါ့နော်အဲ့တော့အဲ့တော့ကြောက်အရေးကြောက်သားကြောက်စီရတော့ကောင်းပါတယ်နော်အဲ့တော့ဂရိမောကျွန်တော်တော့ဖြစ်မယ်လို့တော့ကျွန်တော်မထင်ပါဘူးအဲ့တော့ လှမ်းထိုးတဲ့အနေအထားမှာလည်းပေါက်နေတာတွေ့ရပါတယ်။ Okay အဲ့တော့ကျောင်းရဲ့အနေအထားကတော့ဘာပဲဖြစ်ဖြစ်အဲကျွန်တော်ရဲ့အမြင်ရဆိုရင်တော့ကျွန်တော်အစင်ပေါ်ရောက်သွားပြီလို့ပဲကျွန်တော်အမြင်ပါတယ်။အဲ့တော့လောပန်းအနေနဲ့ကလည်းအဲကျွန်တော်ကျောင်းပိုင်ရှင်လောပန်းအနေနဲ့ကလည်းသူ့ရဲ့ကျောင်းရဲ့အနေအထားနဲ့သူ့ရောင်းဝယ်နေတာတို့ကတော့ကျွမ်းမိသားပါ။အဲ့တော့သူ့ရဲ့အမြင်ကလည်းဒီကျောင်းကတော်တော်လေးအဲဘာပဲဖြစ်ဖြစ်ဒီကျောင်းကိုမျှမယ်လို့သူတွတ်ထားပါတယ်။ Okay အဲ့တော့ကျွန်တော်မိတ်ဆွေများဒီကျောက်ကိုကျွန်တော်အမှတ်အယောင်တင်ပြီးတဲ့အနေအထားလေးကျွန်တော်ဆက်ကြည့်ကြည့်လိုက်အောင် โอเคဒါကတော့ကျွန်တော်တို့အကြောင်းတင်ပြီးတဲ့အနေအထားဖြစ်ပါတယ်โอเคဒီအနေအထားညာဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေအကြောင်းကိုရှင်းရှင်းလင်းလင်းမြင်ရပြီ